မင်္ဂလာပါကိုခင်းအစ်တဖုတ်ဘောရှိရနေကြိုးစားပါရစေကျွန်တော်ကိုခမ်းပါဒီကနေ့ရဲ့ဘောလုံးပြောင်းရွှေ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားကြပါမယ် ပထမဆုံးသွင်းနေချင်တာကတော့ Manchester United နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Daily Mail ကဖော်ပြထားတာပါ။ Sorry Pro League Club တင်းတင်းဖြစ်တဲ့ Eh Hile က Manchester United အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကိုစာချုပ်တရက်နဲ့ကန်လန်ထားပြီးဒီစာချုပ်ကိုလက်ခံခြင်းလက်မခံခြင်းဆုံးဖြတ်ဖို့အတွက် Bruno Fernandes မှာအချိန်82နာရီကျန်နေသေးတယ်လို့သိရပါတယ်။ဆိုတော့ကျွန်တော်တို့သတင်းတင်ဆက်တဲ့အချိန်က အနေငယ်နောက်ကြမယ်ဒီသတင်းကိုဖော်ပြတဲ့အချိန်ကနောက်ကြမယ်ဆိုတော့82နာရီဟုတ်ချင်မှတော့ဟုတ်လိမ့်မယ်အထက်နဲတဲ့နာရီပိုင်းပဲကျန်တော့တယ်ဘရူနိုဖာနန်ဒက်စ်ဒီအနေငယ်တော့ကြန့်ရှိတဲ့နော်အချိန်အတိုင်းအတာမှာတစ်ဖက်ကအဲဟီလေကိုအပြည့်ပေးရမယ်မင်းကန်လန်နဲ့ကန်လန်ရက်ကိုလက်ခံနဲ့လက်မခံဦးစသဖြင့်ပေါ့လေအဲဘရူနိုဖာနန်ဒက်စ်ကိုတလောတော့ကလည်းအဲဟီလေကငွေကြေးအမောင့်ပမာဏဘလောက်နဲ့ကန်လန်နဲ့ဆိုတဲ့သတင်းတွေပေါ်ထွက်လို့လာပြီးပြီဒီတစ်ခေါက်တော့အမောင့်ပမာဏဘလောက်နဲ့ကန်လန်နဲ့လို့တော့မဖော်ပြထားဘူး sorry bro လေးက club တည်းရဲ့ကန်လန်မှုဒီ များပြားလာတဲ့အတွက်ကြောင့်အတိအကျမထွက်သေးတဲ့အတွက်မဖော်ပြသေးတာလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်တကယ်တမ်းသာဒီ transfer ကဒီဖြစ်သွားပြီဆိုရင် Bruno Fernandes တို့ကြောက်ဖို့လန့်ဖို့ကောင်းလောက်တဲ့အခွင့်အရေးပေးမှုတွေစာချုပ်စာတမ်းပမာဏတွေပေါ်ထွက်လို့လာပါလိမ့်မယ်။ထပါအဲ့ဒီအပိုင်းကနောက်မှ Fernandes သဘောတူမှဖြစ်လိမ့်မယ်။လက်ရှိအချိန်ကျွန်တော်ဆက်လက်ဆွေးနွေးရမှာတဖြည်းဖြည်းချင်းဒီသတင်းတွေကဟိုနီးစပ်လာတယ်ဗျာ Bruno Fernandes ခြားအသင်းကိုပြောင်းနိုင်ခြင်းရှိတယ်မရှိဘူးစသဖြင့်ပေါ့လေ။ရှေ့မှာကတော့ကျွန်တော်တို့က လုံးဝပြောင်းနိုင်ခြင်းမရှိဘူးလို့ပဲဟိုဆွေးနွေးခဲ့ဘူးတယ်တကယ်တမ်းလည်းအခုအချိန်မှာကျွန်တော်လာမေဘရူနိုဖာနန်ဒက်စ်ဘရိုတခြားအသင်းပြောင်းနိုင်ခြင်းရှိလာဆိုကျွန်တော်ကတော့ပြောင်းနိုင်ခြင်းမရှိဘူးသူအသင်းမှာပဲဆက်နေမယ်လို့ပြောမှာပဲတော်တော်သတင်းတွေကလည်းတောက်လျှောက်ထွက်လာတာနဲ့အညီကျွန်တော်တို့အာဘွားတပိုင်းပေါ့နော်ဒီထွက်လာတဲ့သတင်းတွေအပေါ်မှာလည်းဩတဖြည်းဖြည်းနီးလာရင်နီးလာရင်ဆက်လက်ဆွေးနွေးသုံးသပ်မယ်အပိုင်းကပါလာပြန်ပြီကျွန်တော်အဓိကဆုံးဖြတ်မယ်ဟိုဆုံးဖြတ်သူကနှစ်ဦးရှိတယ်ဗျ ကာယကရှင်ဘရူနိုဖာနန်ဒက်စ်ပါတယ်လို့ယူနိုက်တက်အသင်းရဲ့တာဝန်ရှိရသူတွေလည်းပါတယ်။အဲ့တော့ယူနိုက်တက်တာဝန်ရှိရသူတွေအနေနဲ့ဘရူနိုဖာနန်ဒက်စ်ကိုရောင်းမှအသင်းရဲ့တချို့သောအပြောင်းအရွှေ့တွေကလဲပတ်မှာလား။ဘရူနိုဖာနန်ဒက်စ်ကိုရောင်းရင်ဘယ်လောက်ရမှာမို့လို့တော့အဲ့ဒီပိုင်းတွေကိုသူတို့သုံးဖြတ်ချက်ချဖို့တော့လိုလိမ့်မယ်။ဘရူနိုရဲ့အသက်အရွယ်ကအကောင်းဆုံးအချိန်တော့မဟုတ်တော့ပါဘူး။ဒါပေမဲ့အသင်းပေါ်မှာချစ်မြတ်နိုးတဲ့စိတ်ကတော့အသက်အရွယ်မဆိုင်ဘူး။တကယ်တမ်းဘရူနိုရဲ့ဒဏ်ရာပြဿနာကင်းရှင်းမှုကစားနိုင်မှုအပိုင်းတွေကိုထက်ထွက်ကြည့်မယ်ဆိုရင်လေသူ့ကိုသူ့ကောင်းပြူပြီး အသင်းမှာ၃နှစ်လောက်ဆက်ထားလို့ရတယ်။ထားပါတော့အခုခူးညာရောက်လာပြီ။အတကင်မစ်ဖီဆိုတဲ့နေရာမှာမာတီးယက်စ်ခူးညာဘရူနိုဖာနန်ဒက်စ်နှစ်ယောက်ဆိုရင်တိုက်ရိုက်ခိုက်ရေးစိတ်ပြေဝရတဲ့ကစားသမားတွေဗျာနှစ်ယောက်လုံးကယူနိုက်တက်ဖန်နေနေနဲ့ဖာနန်ဒက်စ်မာတီးယက်စ်ခူးညာနှစ်ယောက်ကိုစိတ်ကူးနဲ့တွေးထားရနေတယ်ပျော်နေလောက်ပြီလို့ထင်တယ်။ အဲ့အတွက်ကြောင့်ဟိုဘရူနိုကိုရိုင်းကလည်းယူနိုက်တက်အသင်းမှာပဲဆက်လက်တိုက်ပွဲဝင်လို့သိရှိမယ်လို့တော့ကျွန်တော်တို့ဒီချိန်ထိယုံကြည်နေတယ်ဒါကကျွန်တော်တို့အတွေ့ကစားသမားကိုရိုင်းကဘလူတွေတွေးလဲဆိုတာတော့ကျွန်တော်လည်းမပြောတတ်ဘူးကျွန်တော်လည်းဘရူနိုနဲ့ညီကိုမောင်တို့မှတော်တဲ့သူမဟုတ်တဲ့အတွက်ကြောင့်အသေးစိတ်ကိုတော့မသိဘူးတိုးတော့ဖြစ်လာနိုင်တဲ့အခြေအနေတွေလက်ရှိဖြစ်နေတဲ့เนาะအခြေအနေတွေကိုကြိုးကြောင်းသိနေရောစွာကျွန်တော်တို့ခမှန်တွေးတော်မိပုံအရာတော့ဘရူနိုကယူနိုက်တက်အသင်းမှာပဲနောက်လာမဲ့ဘောလုံးရသည်တွေဆက်ရှိဖို့များပါတယ် ကျွန်တော်နောက်ထပ်သတင်းတစ်ပုဒ်ကိုဆွေးနွေးအောင်ခင်ဗျဒီသတင်းကတော့အာစနယ်နဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ်ပေါ်ပြထားတဲ့သတင်းတဏ္ဍာကတော့ပေါ်တူဂယ်ကကော်ရီယိုဒါမန်ဟန်ဆိုတဲ့သတင်းတဏ္ဍာက ဖြစ်ပါတယ်အဲ့တော့ ကျွန်တော်အမြဲတမ်းပြောရနော်တိုက်ရိုက်တွေမခွဲပါနဲ့ဘာကြောင့်လဲဆိုတော့တချို့တော့ပြည်တွင်အခြေဆိုင် local media တွေကနာမည်ကြီးတိုက်ရိုက်1အဆင့်ရှိတဲ့သတင်းဌာနတွေထက်ကိုပုံမှန်တာတွေမြင်ခဲ့ဘူးလေ Kylian Mbappe Real Madrid ကိုပြောင်းရွှေ့တဲ့အချိန်ကာလတုန်းက Romano ကညင်းတယ်ဗျာမပြောင်းရွှေ့သေးပါဘူးကြိုတင်သဘောတူညီမှုမရသေးပါဘူးဒီချိန်မှာပြင်သစ်ဘက်ကသတင်းရင်းမြစ် တစ်ခုကလုံးဝဘလောက်နော်လာကနဲ့ပြောင်းသွားတဲ့ဘာညာအသေးစိတ်ကြီးကိုပေါ်ပြသွားအခုကျွန်တော်ဆိုလို့ရတဲ့ဘောက local ကသတင်းဌာနတရက်ကပေါ်ပြတဲ့အတွက်ကြောင့်ဒီသတင်းဒီခိုင်လုံမှုရှိတယ်လက်ခံလို့ရတယ်ဆိုတာပြောချင်တာကျွန်တော်ကသတင်းသုံးသပ်တဲ့အခါမှာဒီသတင်းကတော့မယုံကြည်ရအောင်ဆိုမယုံကြည်ရအောင်ကျွန်တော်တည့်ပြောတာပဲဆိုတော့အာကြီးက Sporting Lisbon တင်းရဲ့တိုက်စစ်မှု Vidayogesh နဲ့ agent နဲ့အမှန်တကယ်ဆွေးနွေးခဲ့ပါတယ်ဒီ Swedish လက်ရည်စင်ကစားသမားကိုခေါ်ယူဖို့အတွက်လည်း ပေါင်98.8ခန်းနဲ့ကန်လန်းခဲ့တယ်လို့သိရပါတယ်။ဆိုတော့ဖြစ်နိုင်တာပေါ့ဗီဒီယိုဂီစ်ကတလောတော့ထွက်လာတဲ့သတင်းတွေထဲမှာဆိုရင်သူဘဲကလပ်တင်းကိုပြောင်းရွှေ့ရမယ်မှန်မဆုံးဖြစ်ရသေးဘူးလို့ပြောထားတယ်။ โอเคအခုတည်င်းအရဒါဗီဒါယောဂီယက်နဲ့ဆွေးနွေးတဲ့ဘာညာမဟုတ်ဘူးကစားသမားကိုခေါ်ခြင်းနဲ့ဆိုရင်တော့ကစားသမားရဲ့အေဂျင့်နဲ့အရင်ဆွေးနွေးရလိမ့်မယ်အဲ့တော့အေဂျင့်နဲ့ဆွေးနွေးတဲ့အပိုင်းလဲမှန်တယ်ပေးရမယ့်ပြောင်းရွှေ့ကြည့်အမောင်းပမာဏကလည်း Sporting Lisbon လို့ခြင်းနဲ့62.5တန်းဘာညာနဲ့အရင်အလံမဝေဘူးနှစ်တန်းလောက်ပဲကွာဟာတယ်ဆိုတော့ Arsenal အသင်းဒီဗီဒါယောဂီယက်ကိုကမ်းလှမ်းဖို့အတွက်အခြေအနေတွေအများကြီးရှိနေပါတယ်ဒါကျွန်တော်ရှိနေပါတယ်ဆိုတဲ့စကားအသုံးလုံးမဲ့သုံးသေးတယ်နော်ဒီလိုမျိုးကမ်းလှမ်းခဲ့ဘာညာမပြောသေးဘူးကျွန်တော်ကဘာကြောင့်ရှိနေပါတယ်ဆိုတော့ မတင်မကြစကားပဲပြောလဲဆိုတော့အာစနယ်အသင်းရဲ့တာဝန်ရှိရသူတွေကြားထဲမှာတိုက်စစ်ပြစ်မှတ်တနေရာအတွက်အမြင်မတူညီမှုလေးတွေရှိနေတဲ့အတွက်ကြောင့်ပါ အန်ဒရီးယားဘတာက လုံးဝခေါင်းကစားသမားတွေကိုပဲခေါ်လိခေါ်တာရှိတယ်တကယ်တမ်းလဲခေါ်တယ်ရောင်းတယ်လှုပ်ရဲကင်ရဲတယ်အတလက်တီကိုမက်ဒရစ်အသင်းမှာသူလှုပ်ဆောင်ခဲ့တဲ့အပြောင်းရွှေ့တွေကိုရှိုးကြည့်လိုက်ဟူလီယန်အေဗရက်စ်ကိုလည်းဘေကလပ်တင်မှာအလောက်အမောပမာဏမပေးဘူးသူရောင်းပေးပြီးခေါ်တယ်အဲ့ဒါကြောင့်ဗီဒယောဂီယက်ကိုဘတာကလိုချင်တယ်တို့ပေမဲ့အာတီတာကကြတော့ဗီဒယောဂီယက်ထက်ပိုပြီးအသက်အရွယ်ငယ်တယ်လို့ခြေစွမ်းပိုင်းတိတ်မကွာတော့တဲ့ဘန်ဂျမင်ရှက်ကိုကိုလိုချင်တယ်ကျွန်တော်ကတော့နှစ်ယောက်လုံးရဲ့ အတွေးခေါ်ပိုင်းကမမအောင်လို့တင်တယ်အကောင်လုံးမှာသူ့အားသာချက်နဲ့သူရှိတာပဲယောဂက်ဒီနေ့ဘောလုံးရသည်ရှယ်ကောင်းတဲ့တိုက်စင်မှုဂိုးတွေအများကြီးတွင်းလာတယ်ဒါပေမဲ့သူကစားတဲ့လီကပေါ်တူဂယ်လီပေါ်တူဂယ်လီမှာတကူးသွင်း1.5မှတ်ပဲပေးတယ်နော်1.5မှတ်ပဲပေးတယ်ဒါက UEFA အလကားသတ်မှတ်ထားတာမဟုတ်ဘူးလီရဲ့အဆင့်တန်းကြောင့်ပေးတဲ့နော်ဟို ဂိုတကိုချင်းစီရဲ့ရမှတ်ကိုနဲထားတာဂျာမန်ဘွန်ဒက်စတီကာမှာတကိုးနမှတ်ရပရီးမီးယားလိနဲ့အတူတူပဲအဲ့ဒါကြောင့်ဗီဒယ်ယော့ကီယက်ကလစ်စဘွန်မှာဂိုးတွေအများကြီးတွင်းလို့ရှယ်ကြီးဖြစ်နေလို့ဒီနှစ်ဂိုးတန်းဘူးရသွားလို့အာစတန်မှာတနည်းအားဖြင့်ပရီးမီးယားလိမှာချမ်းပြီးအဲ့ဒီ level တိုင်းတတိ ချတယ်ပြေးပြီလို့ပြောလို့မရဘူးတိုးတော့ဘင်ဂျမင်ရှက်ရှ်ကိုကြတော့ဘွန်နက်စတီကဘွန်နက်စတီကလည်းဘယ်လိုပြောမလဲသူလည်းဖာမာလီပါပဲအမှတော့ဆောင်ရမ်းကြီးကျန်းနေဗျာ EPL ကိုရောက်လာတိတ်တော့မကောင်းတိုးတော့လည်း UEFA ရဲ့အဆင့်သတ်မှတ်ချက်ရတော့ကျွန်တော်ဆိုလိုတာပေါ်တူဂီလိထက်အနေငယ်တာတယ်လေအသက်အရွယ်ရကလည်းငယ်တဲ့အတွက်ကြောင့်ဘင်ဂျမင်ရှက်ရှ်ကိုမြေတောင်မြောက်ပေးလိုက်မယ်ရှယ်တီးမယ်ဆိုတော့ အခြေအနေမျိုးအာတီတာစဉ်းစားထားပုံပေါ်တယ်လက်တလောချိန်မှာကတော့ယော့ကေ့ရှ်ကကောင်းတယ်အဲ့တို့ကြောင့်ဒီတိုက်စစ်တနေရာအတွက်ကျွန်တော်အတိအကျမပြောရဲသေးတာလို့ဆွေးနွေးတာပါအဲ့တော့အာဆင်နယ်အသင်းပရိသတ်တွေအနေနဲ့ကရောဘန်ဂျမင်ရှက်ရှ်ကိုသဘောကျလားဖီဒါယော့ကေ့ရှ်ကိုသဘောကျလားကျွန်တော်ဒီမင်းကိုမဲ့ထပ်ပေးမယ်ကလပ်သင်းကြားထဲမှာတင်ဒီတိုက်စစ်ကစားသမားနှစ်ယောက်ကိုခေါ်ဖို့အတွက်ခေါင်းချင်းဆိုင်နေတဲ့အတွက်ကြောင့်ထပ်မေးတာပါအခုလောလောဆယ်အချိန်ကြီးကတော့ရှက်ရှ်ကို ဒီလောက်အမောင်းပမာဏနဲ့ကန်းလန်းပြီးဘာညာဆိုတာထက်ယောကီယက်ကတော့ပို့ပြီးတော့နီးစက်နေတယ်ဆိုရက်သတင်းမျိုးဖြစ်ပါတယ်ခင်ဗျာနောက်ဆုံးသွေးနေခြင်းတဲ့သတင်းကတော့ခရစ်စတီယာနိုရိုနယ်ဒိုနဲ့ပတ်သက်တဲ့သတင်းပဲဖြစ်ပါတယ် Telegraph ကဖော်ပြထားတာပါအနာစာသည်ရဲ့အသက်40ရွယ်ပေါ်တူဂယ်တိုက်စစ်မူကြီးခရစ်စတီယာနိုရိုနယ်ဒိုက Sorry Pro League ကနေထွက်ခွာဖို့ရှိနေပါတယ်ဘာကြောင့်လဲဆိုတော့ American မှာဇွန်လ15ရက်နေ့မှာစတင်ကျင်းပရှင်ပြိုင်တော့မဲ့ FIFA Club ဝါကပ်မှာပါဝင်ရှင်ပြိုင်ကစားဖို့အတွက်ကလပ်အသင်းသစ်တစ်ခုနဲ့လက်မှတ်ရေးထိုးပွဲ ရှိနေတယ်လို့သိရပါပါခင်ဗျ။ရှေ့ပြေးသတင်းအနေနဲ့ ို့လည်းကြားမှာပါဘရာဇီးကလပ်တင်၄တင်ရိုနယ်ဒိုကိုဒီဖီဗာကလပ်ဝေါ်ကပ်ပြိုင်ဖို့အတွက်ကျွန်တော်ထင်တာတော့ကာလာဒိုပဲထင်ပါလိမ့်မယ်ကာလာဒိုကလန်မှုနဲ့ဟိုကလန်မှုစူးစမ်းထားတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့တယ်အဲ့နောက်ဆက်တွဲမှာအဲ့ဟီလေကျွန်တော်ထင်တာတော့လေအဲ့ဒီဘရာဇီးရဲ့ကလပ်တင်၄တင်ကိုသွားမှာချက်သူတကယ်တမ်းသာဒီသတင်းလိုမျိုးဖီဗာကလပ်ဝေါ်ကပ်မှာကန်ကျင်တယ်ဆိုရင်အဲ့ဟီလေကိုပဲအตาလေးလစ်မှာပေါ့ဗျာဘာကြောင့်လဲဆိုတော့အတင်းအုံနာချင်းအတူတူပဲအာယုံအဲ့လောက်မနောက်ဘူးလေ PNF ကပိုင်တဲ့အတင်းတွေကြီးပဲဆိုတော့အနာစာနဲ့အဲ့ဟီလေကိုပြောင်းတော့အဲ့လောက်ထိခက် ခဲမှုမရှိဘူးအနာစာမှာပေးနေရနေတဲ့ဟိုလောက်ခပမာဏတွေသူခံစားခွင့်တွေကိုအဲဟီလေကလည်းပြန်ပြီး switch လုပ်သွားရပဲရှိတယ်ဗျာအများကြီးရော့သွားမှလည်းမဟုတ်ဘူးဟိုတိတ်ပြီး trade တူတူပြောင်းလဲသွားမှလည်းမဟုတ်ဘူးအဲ့ဒါကြောင့်အဲဟီလေကရေကန်အသင်းကြာအသင်းလို့ကျွန်တော်ကပြောတာ Brazil club တွေကပေးနိုင်အောင်မှ sorry pro league club တွေလောက်မပေးနိုင်ဘူးအဲ့ဒါတော့စိတ်ချဆိုတော့ ရိုနယ်ဒိုကိုယ်တိုင်ကလည်းဒီလိုကလပ်သင်းပေါင်းစုံရှင်ပြိုင်မဲ့ FIFA Club World Cup မှာတောက်ရောက်ကစားခြင်းနဲ့စိတ်ဆန္ဒရှိပါလိမ့်မယ်။အဲ့တွက်ကြောင့်ရိုနယ်ဒိုအန်နာဆာထွက်ပြီးအဟီလေကူပြောင်းရွှေ့သွားမလားဆိုတာရှင်ခုံသွားနဲ့စောင့်ကြည့်လိုက်အောင်လို့ပြောရင်းနေပဲ။ဗီဒီယိုလေးကိုဒီမှာနားခွင့်ပြုပါခင်ဗျာ။